ရေချင်းမင်းစင်များအားလုံးပဲမင်္ဂလာပါရှင်မနက်ပြန်12ရက်3လ25ပေါ့နော်ဗုဒ္ဓဦးနေ့မနက်ညနေတွေ့ပါနော်မနက်ခင်းကတော့ဩကော့ထဲမှာပါပဲမဲ့ကိုငါရံွက်ထဲမှာပါတဲ့အတွက်ကြောင့်ကိုရောမတို့အနေချင်းတော့ရမယ်လို့ထင်တယ်ပေါ့နော်ဒါဆိုရင်ဆက်သွားလိုက်အောင်မနော် ဒီမှာရှိတာက9ဒီမှာရှိတာ10ပေါ့เนาะ9ရဲ့10ရဲ့နှလုံးပေါင်းတော့ပေါင်းခြင်း6ပါဝါတက်နက်ကို6တက်ကိုဆိုပြီးတော့ထိပ်ပေါ့เนาะဒါဆိုလို့ရှိရင်ဒါကညီမတို့ရဲ့ထွက်ကဏ္ဍပေါ့เนาะထွက်ကဏ္ဍက10တက်ထိပ်ဆိုတော့တကြမလို့6တက်ကိုမှာဒီမှာတက်ထိပ်ဆိုပြီးတော့ရတာလေเนาะဒါဆိုရင်ကိုဆက်ပြီးတော့သွားပါမယ် ဒီမှာရှိတာ6ဆိုတဲ့အကြောင်းကိုဒီမှာရှိတာ6 6ရဲ့6ရဲ့နှလုံးပေါင်းတော့ပေါင်းချင်းရှက်ပါဝါ3နက္ခတ်8 3တက်ပေါ့เนาะဒေစီက3လုံးပါเนาะဒါဆိုရင်ဒီမှာထွက်ကနန်းကိုကြည့်အောင်35ပေါ့เนาะ3ထိပ်ဆိုဆိုတဲ့အကြောင်းမလို့8 3တက်မှာဒီမှာ3ထိပ်ပေါ့เนาะဆက်သွားရအောင်เนาะဒီမှာကခွန်ဒီမှာကနှဲ့เนาะခွန်ရဲ့နှဲ့ရဲ့နှလုံးပေါင်းတော့ပေါင်းချင်းက6ပါဝါက4နက္ခတ်က6ပေါ့เนาะ လေး6ဆိုပြီးတော့ဒီစီးကသုံးလုံးရထားပါတယ်เนาะဒါဆိုရင်ကို break ကလေးကိုဆက်ပြီးတော့ပါရအောင်เนาะ ဘရိတ်ပြပေးမယ်ဒီမှာရှိတာ3.2ပေါ့နော်3ရက်1ရက်ပေါင်းတော့4 4ရက်2ရက်ပေါင်းတော့ပေါင်းချင်း6ပေါင်းပါတယ်နက်ခတ်6 6 9ဆိုပြီးတော့ဘရိတ်က3လုံးလိုက်ထားတယ်ပေါ့နော်ဒါဆိုရင်ထွက်တဲ့ကဏ္ဍကိုကြည့်ရအောင်1ရက်1ရက်8ရက်နှလုံးပေါင်းတော့ပေါင်းချင်း9 9ဘရိတ်ဆိုပြီးတော့ရထားတယ်နော်6 9မှာဒီမှာ9ဘရိတ်ဆိုပြီးတော့စင်ထားပါတယ်ဒါဆိုရင်အခုနောက်တစ်ပင်ဆက်သွားမယ်ဒီမှာ2 6ရက်5ရက်ပေါင်းတော့ခွန်ခွန်ရက်6ရက်ပေါင်းတော့ပေါင်းခြင်း3ပါဝါရှစ်နက်ခတ်5ပေါ့နော်35ဆိုပြီးတော့ break က3လုံးရထားတယ်ပေါ့နော်ဒါဆိုရင်တက္ကနံကိုကြည့်ကြမယ်3 5နှလုံးပေါင်းတော့ပေါင်းခြင်း6ရှစ် break ပေါ့เนาะဒါဆို35မှာဒီမှာရှစ် break ဆိုပြီးတော့ပေါင်းထားပါတယ် ဒါဆိုကုသွားကြမယ်เนาะဒီမှာက9 3 4 9ရက်3ရက်ပေါင်းတော့ပေါင်းခြင်းက8 8ရက်4ရက်ပေါင်းတော့ပေါင်းခြင်းက2 power 9 neck 4 neck 4ပြည့်ပေါ့เนาะဒါဆိုရင်ညီမတို့ကို6 4 6ပေါ့เนาะ6 4 6ကိုထိတ်စီက6ထိတ်စီ4ထိတ်စီ6ထိတ်စီပေါ့เนาะ6 4 6ပါ6ထိတ်စီ လေးထိပ်စီ6ထိပ်စီပေါ့နော်6လေး6ကိုမှနှစ်ပြည့်ဆိုတဲ့အတွက်ကြောင့်မလို့6ဆိုရင်3 4ဆိုရင်8 6ဆိုရင်6ပေါ့နော်ဒါကတော့နှစ်ပြည့်3กว่าပါเนาะ9ပြည့်ဆိုတဲ့အတွက်ကြောင့်မလို့6ဆိုရင်8ဟုတ်ပြီเนาะ4ဆိုရင်3 9ဆိုတော့6ဆိုရင်8ပေါ့เนาะဒါကတော့9ပြည့်ပေါ့เนาะ4ပြည့်ဆိုတဲ့အတွက်ကြောင့်မလို့6ဆိုရင်5 4ဆိုရင်3ည6ဆိုရင်8ပေါ့เนาะဒါကတော့4ပြည့်လေးပါเนาะ ။ဒါဆိုရင်ကြိုက်တဲ့ကဏ္ဍလေးတွေကိုပြရမယ်เนาะ။ညီမကတော့၄၃နဲ့၆၈နှစ်กว่าကြိုက်ဆုံးပေါ့เนาะဒါညီမကြိုက်တဲ့ကဏ္ဍလေးကိုပြပြရပါတော့เนาะကိုရမတော့ကတော့ကြိုက်ဆုံးကိုရေးပြီးတော့ကစားလိုက်ရတယ်ပေါ့เนาะကိုရမတော့သဘောပါဒါညီမတွေ့တွေ့ထားတာပေါ့เนาะတွေ့ထားတဲ့တွေကိုဖြတ်ပြစင်ဖြစ်ပါတယ်မနေ့ပြန်မှာတနေ့ကောင်းကောင်းကြပါစေလို့စတောင်းပေးလိုက်တယ်เนาะအားလုံးမကျေးဇူးတင်ပါရှင့်